င်တွေကိုဘာကွယ်ဆောင်ရှောက်ကြပါမယ်။တပင်တွေရှိလို့ဘာတွေလုံးလို့ရလဲ။တပင်တွေသာမရှိတော့ဘူးဆိုရင်ရောတပင်တွေသာမရှိတော့ဘူးဆိုရင်ငါတို့တွေစာအုပ်ထပ်လို့စာရေးလို့ပုံဆွဲလို့ရတော့မှာမဟုတ်ဘူး။စာရွက်ဆိုတာတပင်ကနေရတာလေ။ ပင်တွေသာမရှိတော့ဘူးဆိုရင်ပန်းသည်တရသည်လိန်ငေါ်သည်နနက်သည်တွေနဲ့စားလို့ရတော့မှာမဟုတ်ဘူးအသီးဆိုတာပြပင်ကနေရတာလေပြပင်တွေသာမရှိတော့ဘူးဆိုရင်ငှက်ကလေးတွေနေစရာလည်းရှိတော့မှာမဟုတ်ဘူး မင်တွေကမရှိတော့ဘူးဆိုရင်တမင်လေးတွေ၊ယုံလေးတွေ၊နွားလေးတွေလည်းအသက်ရှင်နိုင်တော့မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့ကအဲ့ရကလေးတွေကိုစားကြတာလေ။တမင်တွေကမရှိတော့ဘူးဆိုရင်ငါတို့ရဲ့အိမ်တွေကိုလည်းစောင့်နိုင်တော့မှာမဟုတ်ဘူး။ဒီစားဖို့အတွက်တမင်ကတင်တာ ပဲလိုတယ်လေတိပင်းတွေဒါမရှိတော့ဘူးဆိုရင် တပည့်တွေလည်းမရှိတော့ဘူးဆိုရင်ပန်းလေးတွေ၊လက်ပြားလေးတွေ၊ပြားလေးတွေလည်းရှိတော့မှာမဟုတ်ဘူး။ပန်းခွေဆိုတာတပည့်ရှိမှပွင့်လို့ရတာလေ။ ်တွေသာမရှိတော့ဘူးဆိုရင်ငါတို့နေတဲ့နေရာတွေနဲ့အတူနေရာတိုင်းမှာကြီးတွေဖုံးလွှမ်းသွားလိမ့်မယ်။တိပေတွေသာမရှိတော့ဘူးဆိုရင်ငါတို့နေထိုင်တဲ့နေရာအလုံးအေးမရှိပဲပူပြင်းလာတဲ့ကွင်းပြင်ကြီးတွေဖြစ်သွားလိမ့်မယ်။ ပင်တွေသာမရှိတော့ဘူးဆိုရင်ငါတို့တွေအသက်လဲရှူနိုင်တော့မှာမဟုတ်ဘူး။ငါတို့ရှူနေတဲ့အောက်ဆီဂျင်တွေကိုပြည်ပကနေအများဆုံးဖုတ်ပေးနေလို့ပေါ့။